ကမောစဘန်မှာ73နှစ်ကျော်ကာလအတွင်းငွေစုစာအုပ်နဲ့သာစုခဲ့ပြီးကေပေးလဲအတုံးမပြုတ်ပဲငွေကျပ်3900ကျော်ဆုံးရှုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးဂျားဝင်ကူညီပေးနေသူမင်းကလေးကိုကမောစဘန်ဘက်မှအဖုံးဆက်ပြီးတော့တတိပေးစကားပြောကြားခဲ့တဲ့အတန်ဖိုင်ပေါက်ကြားလာမင်္ဂလာပါပရိသတ်ကြီးရှင်ကမောစဘန်မှာ2012ခုနှစ်ကနေစတင်ပြီးငွေစုလာခဲ့တဲ့ကစ္စတမာဦးလေးတယောက်ဟာကေပေးလဲမချိတ်ထားသလို application ကနေလဲအတုံးပြုတ်ခြင်းမရှိပါဘဲ ငွေစုတဲ့တည်တန်းစာအုပ်ထဲကနေ2025ခုနှစ်ဇန်နဝါရီလမှာအတိုးရင်းသွားပေါင်းခဲ့တဲ့အချိန်ကငွေပမာဏကျပ်သိန်း920ကျော်ရှိခဲ့ရာကနေ3လပြည့်လို့နောက်တစ်ချိန်အတိုးရင်းသွားပေါင်းခဲ့တဲ့အချိန်မှာတော့ကြားထဲမှာငွေသိန်း900ကျော်ထုတ်ယူသုံးစွဲခြင်းခံထားရပြီးလက်ကျပ်ငွေ6သိန်းကျော်ပဲကျန်ရှိတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ယခုဖြစ်စဉ်မှာနှစ်နာသူကာယကံရှင်ဦးလီဟောင်းအသက်အရွယ်ကြီးရင်တာကတကြောင် သူဆုံးရှုံးခဲ့တဲ့ငွေတွေကိုဘယ်လိုပြန်ရအောင်လုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုနားမလဲတာကြောင့်နေနာသူဦးလေးနဲ့ခင်မင်းရင်းနှီးသူမင်းကလေးကဝင်ရောက်ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါမင်းကလေးကကမောစဗန်မှာငွေစုရကနေကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်အသေးစိတ်ကိုလူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာဖြစ်ပြီးကမောစဗန်ဘက်ကဒီကိစ္စကိုဘယ်လိုတာဝန်ယူပေးမှာလဲဟုဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပွင့်ပွင့်လင်းလင်းဖော်ပြရေးသားထားခဲ့တာလည်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးကမောစဘန်ဘက်ကအဆိုပါမင်းကြီးကိုဆက်သွယ်လာခဲ့ကဒီကိစ္စကိုဘန်ဘက်ကအကောင်းဆုံးဖြေရှင်းပေးမှာဖြစ်တာကြောင့်လူမှုကွန်ရက်ပေါ်မှာတင်ထားခဲ့တဲ့ post တွေကိုပြန့်ပြတ်ပေးဖို့အတွက်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဂျာဝင်ကူညီပေးနေသူမင်းကြီးဘက်ကတော့ကမောစဘန်ဘက်ကကာယကံရှင်စိတ်ကြည်နဲ့တည်းထီဖြေရှင်းမပေးနိုင်ဘူးဆိုရင်သူမတင်ထားတဲ့ post ကိုပြန့်ပြတ်ပေးနိုင်မှာမဟုတ်ကြောင်းနဲ့သူမစီကုံကမောစဘန်ဘက်က ဖုံးဆက်လာခဲ့ပြီး ပြောဆိုထားတဲ့အကြောင်းအရာတွေကို အားလုံးသိရှိစေဖို့အတွက်လည်းလူမှုကွန်ရက်စာမျက်နှာကနေပုံမှန်လင်းလင်းချပြလာခဲ့တာလည်းဖြစ်ပါတယ်။ဟယ်လိုဟုတ်ကဲ့မဟယ်လိုဟုတ်ကဲ့မင်္ဂလာပါရှင်မယူထေးလားရှင်ဟုတ်ပါတယ်မ အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုလေကျမကကမောစားတန်က customer service က resolution မနေချပါရှင်ဟုတ်ကဲ့ပါမဟုတ်ကဲ့ဟုတ်ကဲ့ဟိုအညီမလေးတင်တဲ့ post လေးနဲ့ပတ်သက်ပြီးတော့လေအဲ့ဒါလေးအကြောင်းလေးလေးဟိုပြောချင်လို့ပါရှင်ဟုတ်ပြောလို့ရမလားမသိဘူးရှင်ဟုတ်ရှင်ရတယ်နော်မ ုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟိုညီမလေးဟိုပေါ့နော်မနေ့ပြန်တော့ဘန်သွားမယ်ဆိုတာလေးပြီးရတယ်ပေါ့နော်ဟုတ်အဲ့တော့လေဟိုကျမတို့ဘက်ကနေပြီးရောဘယ်လိုမျိုးဟိုစီစဉ်ပေးထားလို့ရနိုင်လဲဆိုတာဟိုပြင်ဆင်ပေးထားခြင်းလို့ပေါ့နော်ဘယ်ဘန်ခွဲဟိုများသွားမလဲဆိုတာလေးပြီးလို့ရမှာရှင်ညီမလေးတို့ကမင်းပူပန်ကိုသွားမှာပါမှာ အော်မင်းဘူးပန်နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲဆိုရင်ကျမတို့မင်းဘူးပန်အောင်လဲဟိုမနေ့ကကြားလို့ရှင်ချိတ်ဆက်ပြီးတော့လေကြိုပြီးတော့ပြောထားပေးပါမယ်ဒီအကြောင်းအရာလေးကိုလေဟုတ်ပြီးတော့လဲဘန်ဘက်ကနေအခုတိတိချင်းနဲ့ပေါ့နော်ကျမတို့အဲမနေ့တင်မို့သူရဲ့အပို့စ်ကိုကျမတို့စီကိုပို့ပေးတာနဲ့ကျမတို့ဟိုချိတ်ဆက်ပြီးတော့လေဟိုဖြည့်ရှင်းပေးဖို့အတွက်ကိုတခါလေးပေါ့နော်ဟိုတာဝန်ပေးတဲ့အတွက်အရင်ဆုံးဖုန်းလေးဆက်ကြပါဟုတ်အဲ့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ကျမတို့တီးရတာနဲ့ဒီအကောင့်နဲ့ပတ်သက်ပြီးတော့အကုန်လုံးကျမတို့စစ်ဆေးပေးပါမ မယ်ဟုတ်ကဲ့ဟုတ်စစ်စစ်ပြီးပြီးတော့ဒီအကောင့်ထဲကနေဘယ်လိုမျိုးအဲဒီငွေထွက်သွားလဲဘယ်ဟိုရောက်သွားလဲဆိုတာမျိုးတွေအစားပေါ့နော်အသေးစိတ်စစ်စစ်ပြီးလို့ရှိရင်ကျမတို့ဟိုထွက်ချင်းအကြောင်းပြန်ပြီးနိုင်အောင်ပေါ့နော်ဟိုစာဟိုစောင့်ရက်ပြီးမှာပါဟုတ်အခုလောလောဆယ်ပေါ့နော်အဲ့လိုမျိုးလေးလုတ်ပြီးမယ်ဆိုတာလေးပြောထားမယ်ပြီးတော့မနေ့ဖြန်ကိုလည်းမင်းမူပန်ကိုလည်းကျမတို့ကြိုပြီးတော့အကြောင်းကြားထားပေးပါမယ်ရှင့်ဒီမှာဟုတ်ဟုတ်ကဲ့မှ ဟုတ်ကဲ့ဟုတ်ညီမလေးတို့ဘက်ကနေဟိုဘာဘာလေးများဟိုအတိချင်းသေးလဲပေါ့နော်အဲ့လိုမျိုးလေးတခြားတော့မရှိပါဘူးမညီမလေးတို့ကကြတော့လည်းလေဒီညီမလေးတို့ကဈာတဲ့ကနေကူညီပြီးတော့ post တင်ပေးရပေါ့ဒီဦးလေးကကြတော့ဒီဟိုညီမလေးမျိုးသားရဲ့အတိပေါ့နော်ရွာဘက်ကပဲဆိုတော့အဲ့လို mobile banking တွေလည်း तू မသုံးတတ်ဘူးဘဏ်အကောင့်ထဲမှာပဲသူစုလာတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ထည့်လိုက်တာကို तू မသိလိုက်တာလည်းဖြစ်မှာပေါ့ဒါပေမဲ့3500လောက်ကြီးအမောင့်ကြတော့လေး အရင်ကတော့ဒီလိုလေဟုတ်ကဲ့ပါသိမှဖြစ်မယ်ဆိုပြီးတော့တင်လိုက်တာပါမပို့စားလည်းလေဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ညီမဟုတ်အခုလည်းပေါ့နော်အမအမတို့ကဒီကိစ္စကိုဒါကျွန်တော်တို့ဘက်ကနေပြီးသွားပြီဟိုသက်ဆိုင်တဲ့အရာဘက်ကလည်းအကုန်လုံးတာဝန်ယူပြီးတော့စစ်ဆေးပေးမယ်ပေါ့နော်အမှန်တိုင်းဖြစ်စီရမယ်ဘန်ဘက်ကနေလည်းတာဝန်ရှိတယ်ဆိုလို့ရှင်လည်းဘန်ကနေပြန်ပြီးတော့အဆင်ပြေအောင်လုပ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိပါတယ်ညီမဟိုတခုလေးအမဘက်ကလေ request လုပ်ချင်တာကလေဟိုဒီ post လေးကိုပေါ့နော်လောလောဆယ်မှာ ဒီညီမလေးဘက်မှာ only me လေးနဲ့ပြန်ထားပြီးလို့ရမလားပေါ့เนาะဘာဖြစ်လို့လဲဆိုတော့လေပြီးတဲ့အတိုင်းနဲ့အခုကလည်း social media ကဟိုအရန်တုံးကြတယ်ပြီးတော့လည်းဟိုဘန် အထူးသဖြင့်ပေါ့နော်ပုံမှန်လေးလေးပြောရရင်ဟိုအမားတို့ KB ဇက်ကိုကြားတော့လဲလေနည်းနည်းလေးအဲတိုက်ခိုက်လေးတွေရှိတယ်ပေါ့နော်ညီမလေးတို့လည်း line ပေါ်မှာလည်းတွေ့မှာပါအဲ့တော့အဲဒီကိစ္စလေးကို ပေါ့နော်ဒီ only me လေးပဲပြန်ထားပေးထားပြီးတော့အမားတို့ဘက်ကနေဆောင်ရွက်ပေးချက်တွေကိုမှမတင်နှက်ဘူးပေါ့အဆင်မပြေဘူးဆိုလို့ရှင်မှာအဲ line ပေါ်ပြန်တင်လို့လည်းရပါတယ်အဲ့ဒါလေးလည်းအမားတမဘက်ကနေပြီးတော့ request လေးလုပ်ချင်တာပေါ့နော်ဟုတ် post ကိုတော့လေးမလားညီမ ပို့ဆိုတော့မမဒီလိုလေးလောက်လိုက်မယ်လေငါလေးတို့ကဘန်မတော်အသေးတဲ့အတွက်ကိုယ်ဘလို့ကန်တော့ပြင်လဲဖြည့်ရှင်းပြင်လဲဆိုတော့မတီးသေးလို့လေမမနဲ့ပြန်ဆန်းရောက်လို့အချိန်လေးကြည့်ပြီးတော့မှဒီဒီငွေပိုက်ချင်းကရကန်ရှင်းကဒါကိုအချိန်နဲ့ပါတယ်ဆိုတော့ညီမလေးဒါကို only me လောက်ပေးပါမယ်ရှင်းမမ ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့အဲဆိုတော့လေလေကျမတို့ဘက်ကနေပြီးတော့ဟိုဒါလေးကဟိုဟိုအရန်မြန်နေလေးနော်ဥမာမဟိုဒီတခုခုဆိုလို့ရှင်လဲဆိုရှယ်မီဒီယာမှာပြန်လာလဲများတယ်ဥမာ share ကြမယ်ပြီးတော့အောက်ကနေ comment တွေကဟိုမှန်တာရောမမှန်တာရောပေါ့နော်ဝင်ရေးကြတယ်အဲ့လိုမျိုးအပိုင်းလေးတွေရှိလာတဲ့အခါမှာတခါလေးကြတော့ဟို communication post တင်တဲ့သူအတွက်လဲအဲ estimate ဘူးပေါ့နော်အဲ့လိုမျိုးလေးဖြစ်မှာစုလို့ပါညီမဟုတ်ကဲ့မှန်ပါတယ်ကျမတို့ကနေကြတော့အခုဒီ ီ social media ဘက်ကိုလည်းအဲတချို့လည်းရှိတွေ့မှာပါပေါ့နော် post ဒီနောက်ဒီ live link ပြီးတော့ဟိုပြောဆိုစော်ကားတဲ့ပုံစံမျိုးလေးတွေလည်းရှိကြတယ်လေနော်အဲ့ဒီအပိုင်းလေးတွေလည်းမာရုဘကဟိုဆောင်ရွက်တင်တာဆောင်ရွက်ဖို့အတွက်လည်းရှိနေတယ်ပေါ့အဲ့ဒါလေးလည်းအဲတခု season ထားတာလေးရှိတယ်ညီမလေးဒါတော့ဟိုဒါပြ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 တာပါတကယ်လို့အခုညီမလေးပြောသလိုပဲမနေ့ပြန်ပန်းကိုသွားမယ်အဲဘန်ကနေပြီးတော့ဘယ်လိုလုံဆောင်ပေးသလဲပုံမှာဂျင်းနဲ့တင်ဂျင်းနဲ့ပုံပေါ်မှာမှညီမ လေးတို့လုတ်ပေးမယ်ဆိုလည်းရပါတယ်ညီမလေးဟုတ်ဟုတ်အမကတော့ဒါလေးကိုဟိုဖုန်းဆက်ပြီးတော့အကြောင်းကြားပေးတယ်အမတို့အဆင်ပြေအောင်ဆောင်ရွက်ပေးမယ် ဖန်ခွဲကိုလည်းမတို့ကြိုပြီးတော့ပြောထားပေးမယ်ပြီးလို့ရှိရင်သက်ဆိုင်ရာကလည်းချက်ချင်းဒီဟာကိုစစ်ဆေးဆောင်ရွက်ပေးဖို့အဆင်ပြေရှိတယ်ပေါ့နော်အဲ့ဒါလေးလည်းလမ်းပြီးတော့အကြောင်းကြားတာပါညီမဟုတ်ဟုတ်ကဲ့မပုံမှန်ဆုံးတော့လေညီမလေးကအဲ့လိုမျိုးတင်းလေးတင်ထားမရှိဘူးပေါ့နော်မဟုတ်ကဲ့ဟုတ်ကဲ့ပါလေအများများနေတယ်သူတို့ကလည်းတကယ်ကိုကိုးသားပြီးတော့ဘာမှနားမလဲတဲ့သူတွေဖြစ်တဲ့အတွက်သူတို့ကပြောမိလိုက်တယ်ဆိုရင်တော့ဒီနေ့နာမှုကလေဘယ်သူမှမတိလိုက်ပဲဒီတိုင်းကြီးသူတို့ဆုံးရှုံးလိုက်ရမှာဆိုလိုပါမှန်ပါလေဟုတ်ကဲ့ပါရှင့်ဟုတ်ကဲ့ပါဟုတ်ကဲ့နားလဲပါတယ်ညီမလေးကူညီပြီးတော့ ဟိုသူတို့ဘက်ကနေပြီးတော့ဗောနော်စေတနာနဲ့ထားပြီးတော့ကုညီဆောင်ရပေးတာကိုလည်းအဲကျေးဇူးဟိုဘယ်လိုပြောမလဲချီးကျူးပါတယ်အမလေးတီလာနော်အမလေးဒီလုံးလေးကိုကျွန်တော်ညီမလေးကကံပေါ်တာပဲတရားတီးချင်တာလေဟုတ်ကဲ့ဟုတ်ကဲ့တကယ်နဲ့တော့လေဟုတ်ကဲ့ပါအမဒီတစ်ပို့ပြီးတော့ဗောနော်ဒီလိုမျိုးနော်ပစိန်နေမဖြစ်အောင်လှောက်ထားနိုင်ရင်တော့ပို့ပြီးတော့ကောင်းမယ်ထင်တယ်မှာဟုတ်ပါတယ်ဟုတ်တယ်ညီမလေးဒါပေမဲ့ပေါ့နော်အခုကလေသူတို့မတုံးတာတော့သူတို့ဒါ အဆုံးခံရတယ်ဆိုတော့ဒီငွေလေးကလေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟိုဒီဟာလေးကိုကြည့်ချင်းအားဖြင့်လဲပေါ့နော်ဟိုအမားတို့ကတော့ဘာတောင်းရယ်ဆိုတာတေချာမသိသေးဘူးပေါ့နော်အတောင်းရင်းကိုတေချာမသိရသေးတဲ့အတွက်ကြောင့်မလို့ဟိုစောပြီးတော့ဘာတောင်းဆိုတာလည်းမပြောချင်းဘူးပေါ့နော်ဘသူဘသူအမားတောင်းဆိုတာလည်းမပြောချင်းသေးသလိုဘာတောင်းဆိုတာလည်းမသိရသေးတဲ့အတွက်တော့မပြောသေးပါဘူးအဲဒီဟာကိုအချိန်နဲ့အားလုံးစစ်ဆေးပြီးသွားလို့ရှင်တော့အမားတို့အမြန်ဆုံးဖော်ထုတ်ပြီးတော့အမြန်ဆုံးပြပြပေးမယ်ပေါ့နော်ဟုတ်အဲ့တော့ဟိုမနေ့ကျ ယ်မင်းဘူးပန်ကိုရောက်တယ်ဆိုလို့ရှင်လေတကယ်လို့အဲတခုခုအဆင်မပြေတာရှင်အမဒီဖုန်းကိုပြန်ဆက်သွယ်ပြီးလို့ပြန်ဆက်လို့ရပါတယ်နော်ညီမဟုတ်ဟုတ်ကဲ့မမနာမည်လေးညီမလို့ပြန်ပြောပြပါအမအုံမာပါရှင်မအုံမာပါမအုံမာချက်သိမ်းပါရှင်ဟုတ်ကဲ့မဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ resolution manager ပါအမတို့မနေ့ကျဆိုလဲမင်းဘူးပန်ကိုတခါလဲဆက်သွယ်ပြီးတော့ပြောထားပေးပါမယ်ညီမလေးတို့ဘယ်ချိန်လောက်ရောက်နိုင်မလဲမသိဘူးရှင်ညီမလေးတို့ဘန်ဖွင့်နာနဲ့ရောက်ပြီးရှင်းမှာဒီက၈နာရီလောက်ထွက်လာမှာပါမင်းဘူးအကြံညီမလေးတို့တနင်္လာနေ့တော့လာရဲမှာပန်းကလာလာဆိုတော့လေ 哦ဟုတ်ကဲ့ဟုတ်ကဲ့ပါညီမဟုတ်ဟုတ်အလုပ်တွေလည်းများသွားတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ဘန်ကွဲကိုကျွန်မတို့ပြောထားပေးမယ်ပြီးလို့ရှင်လည်းဒီကိစ္စကိုမတို့သိရတဲ့တခါလဲအဲစစ်ဆေးဆောင်ရွက်ပေးဖို့တက်ဆိုင်ရာဌာနတွေကနေအကုန်လုံးအဆင်ပြေရှိနေပါလိမ့်မယ်နော်ညီမဟုတ်ဟုတ်ကဲ့ပါအခုလိုဆက်သွယ်ပြီးတော့ပြောပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ညီမ ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါညီမလေးနော်ဟိုတကယ်လို့ပေါ့နော်ဟိုမတို့ဒီဘက်ဘန်ဘက်ကနေဆောင်ရွက်ပေးတာလေးအဆင်ပြေတယ်ဆိုလို့ရှင်တော့ညီမလေးဟို post လေးကိုပေါ့နော် only me နဲ့ပဲဖြစ်ဖြစ်လေးလေးပြန်ပြီးတော့ထားပေးဖို့လည်းထပ်ပြီးတော့ request လုပ်ပါတယ်နော်ညီမလေးဟုတ်ပါရှင်းပါဟုတ်ဟုတ်ကဲ့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 ပါနော်အဲဆိုလို့ရှင်ဟိုဟာပေါ့ တကယ်တော့အမတို့ဖြစ်စီချင်တာတော့ညာတွင်ချင်းလေးဖြတ်စီချင်တာပေါ့နော်ဒါပေမဲ့လည်းညာလေးတို့ဘက်ကလည်းဟုတ်ဟုတ်အစင်မပြေဘူးဆိုလို့ရှင်လည်းရပါတယ်တကယ်လို့ဒီဘက်ကတော့တကယ်အတတ်နိုင်ဆုံးကိုအမတို့အမှန်တရားပေါ်ပေါက်ဖို့အတွက်စစ်ဆေးပေးပါမယ်ဆိုတာလေးအမတောင်းရင်ယူပြီးပြောပြပါရစေနော်ညီမဟုတ်ဟုတ်ကဲ့ပါမဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့အဲဆိုရင်ဖုန်းချခွင့်ပြုပါစေအဲဆိုရင်လည်းချက်လဲအမတို့အလုံးအစင်ပြောင်းလို့တူပြီးပြောထားပေးမယ်တခုခုအခက်ခဲရှင်လဲဒီဖုန်းအမအချိန်မီဆက်ပါနော်ဟုတ်ကဲ့ပါမဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီတမန်ရမှာဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ဖုန်းလေးထားခွင့်ပြုပါရှင်ဟုတ်ကဲ့ပါမဟုတ်